2025ခုနှစ်အပလာ2ရက်ဒီနေ့ဗုဒ္ဓနေ့အတွက်ခொနည်းသားမိအားလုံးတို့အတွက်တဲတော်ကံကြမ္မာနမိတ်ဖန်ကြားမယ်ဆိုရင်တော့တဲတော်နမိတ်ရဒီနေ့ဟာခொနည်းသားမိအားလုံးတို့အတွက်စွမှုတဲ့တဲတော်နမိတ်ဟာကြက်ကူးပွေဆိုတဲ့သင်္ကေတနမိတ်ဖြစ်တယ်။ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေအစီအပြေသွားလိမ့်မယ်။ငှက်ကလေးရဲ့သင်္ကေတတော့လက်လာပါးတွေအဝေးကနေရောက်လာတတ်တယ်။နိုင်ငံခြားနဲ့ပတ်သက်တဲ့အဆက်အသွယ်ကောင်းတွေရမယ်။ ငရေသူတွေအတွက်စမ်းပွင့်နေတဲ့အချင်းအမြင့်တိုင်းကိစ္စအတွက်စိတ်ချမ်းသာတဲ့နေ့ချစ်သူခင်သူတို့စီမှလက်ဆောင်ပန်းနိုင်ရတဲ့နေ့မျိုးဖြစ်ပါတယ်အလောက်ကန်ကိစ္စတွေအတွက်ကတော့ထူးထူးခြားခြားအဆက်အသွယ်ကောင်းနေရမယ်နေ့ဖြစ်ပါတယ်အရေးကြီးတဲ့ကိစ္စတွေတွေ့ဆုံတာပြောဆိုတာဆောင်ရွက်တာတွေအတွက်အောင်မြင်ပါလိမ့်မယ်ခင်ဗျာဒီနေ့အတွက်ကန်တရားကိုအထောက်ပံ့ပေးဖို့ကန်ထူးဖို့လို့အတွက်ရေရရာအနေနဲ့ကတော့နီးစပ်တဲ့ဗုဒ္ဓတော်မှာမနီးစပ်တဲ့ဇီတော်မြတ်ကြီးရဲ့ဗုဒ္ဓတော်မှာရွှေလာညွန့်တညွန့်တပြင်းညွန့်ကိုညွန့်လှူပြီးလူသောကိစ္စများဆွတောင်းလိုက်ပါ ထို့သူဒီနေ့မှာမိရှုသန့်စင်ဖွားမြင်တဲ့ရင်သွေးရနိုင်အတွက်မာဘုဗေဒင်နိယဂျာသာဗုဒ္ဓနေဖွားအဓိပတိဘွားဇာတာရှင်နေဖြစ်ကြပါတယ်ဒီနေ့မှာမိရှုသန့်စင်ဖွားမြင်တဲ့ဗုဒ္ဓနေဖွားအဓိပတိဘွားဇာတာရှင်နေဟာကန္တရာရဲ့အထောက်ပံ့အထူးပေးတဲ့နေ့အထူးပေးတဲ့ဇာတာရှင်နေအဓိကကြတဲ့သူတွေအခွင့်အကောင်းရတဲ့သူတွေဖြစ်ပါတယ်ဒီနေ့အတွက်ကြောက်ရတဲ့မွေးနေ့ရှင်နေအားလုံးမင်္ဂလာပါဒီနေ့ကြောက်တဲ့မွေးနေ့ရှင်နေအတွက်ကုသိုလ်ရတရားအနေနဲ့ကတော့ရေခဲမုံနဲ့ကိတ်မုံ ဖះလူချင်းရဟန်းတန်ကလောက်လူချင်းအပရိသတ်တွေကိုဒါနပြုခြင်းအပြင်မိမိရဲ့တနည်းတာလုံးကန္တရားကောင်းမျိုးချမ်းသာရဖို့အတွက်ကုသိုလ်တော်ရေရာအဖြစ်လှူဒါန်းနိုင်ပါလေအကျိုးပေးတဲ့စုမူကဏ္ဍကတော့တစ်ကဏ္ဍကိုးကဏ္ဍဖြစ်ပြီးတော့ငွေကြေးကိစ္စတွေအဆင်ပြေဖို့အတွက်ဆိုရင်ဆုံးခံကြွတဲ့ကိုရင်ဥပဒေကို၅မုံကျော်လှူပြီးဆူတောင်းလိုက်ပါထို့တူအယောင်ထိုင်နေတဲ့ကုန်ပစ္စည်းတွေအယောင်တော့ဖို့အတွက်လည်းရက်တောင်လေးတစ်ခုနဲ့တို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်ခြင်းအပြင်အယောင်အတွက် အယောင်ထွက်သွားပါလိမ့်မယ်အမှုအကင်းကြုံနေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရင်အမှုကြုံနေတဲ့သူရဲ့အမိကိုအချွေဘူးမှရေးပြီးဆွမ်းခံဖုန်းကြီးကိုလောင်းလုံလိုက်ပါကျမကြီးကိစ္စအញ្ញံခိုင်ကြုံနေတဲ့သူမိသားစုမှာရှိရဆိုရင်တော့ကျမဖို့အတွက်ရည်စူးပြီးနနက်ယူနဲ့ဆွမ်းတော်ကတ်ယူလိုက်ပါတို့မို့နနက်ယူနနက်သီးဖြော်ရင်မြတ်စွာဘုရားရှင်ကတ်ယူပါအခြေကိစ္စမေတ္တာကိစ္စအိမ်တော်ကြီးကိစ္စတွေမှာတော့တောင်းတောင်းနဲ့ပဋိပက္ခတ်တို့အတိုက်အခိုက်တို့ဂျုံတွေနေရတတ်ပါတယ်အခြေမေတ္တာကြီးအိမ်တော်ကြီးအဆင်ပြေအောင်မနဲ့စောစောမှာ ကောင်းကျင်မောင်စွန်မြတ်စွာဘုရားရှင်ကိုကတ်လှူလိုက်ပါခင်ဗျာ